တော့ပြောင်းသွားတယ်နော်မျက်နှာ feature တော့မလေးဆိုင်းလို့တော့ဘာရုပ်လဲဆိုတော့ဟုတ်ပြန်မိပါတယ်ဒီအောင်နေလိုက်မြင်နေရောလေကိုယ့်ရဲ့ရုပ်ကဘယ်လိုမျိုးရုပ်လဲဆိုတော့မေးနေပြီးတော့လေအားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရှင်မိမခုတင်ဆက်ပေးမယ့် video အကြောင်းအရာလေးကတော့ more minimi and sign လို့ဆိုရင်မသိတဲ့လူမရှိလောက်လို့ထင်ပါတယ်ရှင်ဒီမှာမျက်နှာချောချောလေးရနေပြီးတော့ခုလိုပုံစံဖြစ်သွားရတဲ့အကြောင်းကိုပြောပြလာတဲ့ video file လေးပဲဖြစ်ပါတယ်ရှင်ညီမနဲ့တူတူ video လေးအဆုံးလေးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင် ဖြစ်စဉ်လေးနည်းနည်းပြပြချင်လို့ပေါ့နော်ဆက်လို့လဲစိတ်တင်မိဖို့ကောင်းလိုက်တယ်လို့တော့ထင်တယ်ဆရာမလေးမိဖို့ကောင်းလို့ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့ပြောဖြစ်လာတဲ့ဒီအခြေအနေအားလုံးကမိဖို့ကောင်းရဲ့လက္ခဏာတွေပဲဒါပေမဲ့ဆက်လို့ဘလို kait သွားလာလားဘလို့ဖြစ်လို့ဘလို့မစဉ်းစားမိနိုင်ဘူးဆက်လို့ပဲပုံမှန်နေစဉ်သွားလာတယ်လို့မျိုးပဲအမှုမဲ့အမဲ့ပဲပေါ့နော်ကိုလည်းတစ်ခါတလေပေါ်ပေါ်ရှော့ရှော့ဖြစ်သွားလာလားဘလို့တစ်ခါလေတစ်ခါမှမထင်မှတ်ထားတဲ့အခြေအနေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့အမဲ့ပဲဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုတ်နေလိုက်တာပေါ့ဒီသားလေးမှာဒီလိုမျိုးလေးပဲကုတ်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မနက်နှစ်နာရီလောက်မှာမျက်လုံးကအရမ်းရှားလာ ရရရလာတော့အမကိုရဲ့ဒီလက်နဲ့ပဲအထက်ပွတ်တာပေါ့ကိုလည်းမသိဘူးလေအဲ့လည်းအိတ်နေတယ်အဲ့နဲ့မျက်ရည်အပူတွေပါကျလာကျလာတဲ့ခါမှာမျက်လုံးသားတွေလောင်နေလို့ခံစားရတာဟဲ့ဒါတော့ပုံမှန်ဖြစ်မှာမဖြစ်တာမျက်လုံးလည်းအများနဲ့ပုံနေကြဆိုတော့အဲ့ဒါနဲ့မှန်ထကြည့်လိုက်တော့ရင်လက်မြင်ရင်ရှော့ဖြစ်သွားတာအဲ့ချိန်မှာမျက်လုံးတစ်ဖက်နဲ့တစ်ဖက်ကမမြင်တော့ဘူးဒီဘက်တစ်ဖက်ကရောင်ကြီးကြီးနေပြီအခုလည်းကြည့်လိုက်အခုလည်းကြီးနေရယ်ဆိုတော့လေစိတ်ကတော့အတက်နိုင်ဆုံးတော့ရှော့လာတယ်ရှော့လာပြီးတော့မျက်နှာလေးကြီးလေးပါလေးတက်ပြီးရတယ်ထပ်အိတ်ဖို့ကြိုးစားတယ်ပေါ့နော်မနေ့ကျမှပဲသွားမယ်ပေါ့ဘာလို့လဲဆိုတော့အချိန်ကလည်းမနေ့3နာရီလောက်ဖြစ်နေပြီ3နာရီခွဲလောက်ပေါ့အဲ့ဒါနဲ့စေးုံလေးအော်အဲ့ဒါနဲ့ပေါ့ အဲ့နဲ့ထပ်အိတ်ကိုစူးစားတယ်အိတ်ကိုစူးစားတဲ့အချိန်မှာမဘလုံးမမျက်နှာအိတ်လိုလုံးဝမရအောင်ဘာဖြစ်လို့လဲဆိုတော့မျက်နှာတစ်ခုလုံးကလေဆက်ပြီးပူပြီးတော့လေရားနေတာတော့ငါတကယ်တင်းအောင်ထားလာပြီအဲ့လိုမျိုးရားပြီးတော့အရင်ဆက်နေတာဟဲ့ပေါ့ဒါဆိုတော့ဒါဒီလိုမျိုးနေတော့အိတ်လိုတော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒါနဲ့ပဲဆေးရုံအမြန်သွားလိုက်တယ်ဆေးရုံသွားလိုက်ပြီးတော့ allergy ဆေးထိုးပြီးလိုက်တယ်ပြီးတော့အယောင်ကျစေးထိုးလိုက်တယ်အဲ့နဲ့အိမ်မှာအမြန်ပြအိမ်ဘာလို့လဲဆိုတော့နောက်ကနေမှလည်းအလုပ်တွေလည်းရှိတယ် meeting တွေလည်းရှိတဲ့အခါကောင်းချင်းထားတာဖြစ်တဲ့ကြောင့်မို့လို့ကိုယ်တော့ကြောင့်တော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးလေစိတ်လည်းမကောင်းဘူးအဲ့နဲ့မနေ့ကလည်းနိုးလာတဲ့ခါကျတော့ကိုယ့်ရဲ့ညနေအောင်ကြည့်လိုက်တော့စိတ်တောင်ပူတော့မကောင်းဖြစ်သွားတယ်ဒီဘက်တစ်ဖက်ကပို့ပြီးတော့ရောင်ပြီးတော့တင်းနေတာပေါ့နော်ပြီးတော့ မီးလောင်တယ်လို့မီးလောင်တယ်မျိုးဘန်းဖြစ်နေတာအခုဆိုအခုဆိုပေါ်အောင်တက်ဆက်ဆိုးလာတယ်ဒီမှာကြည့်လားအရေးကြီးလိုမျိုးအဝါတွေပါဖြစ်လာတာနည်းနည်းပေါ့မတိထားမြင်ကြည့်မယ်ဒီလိုမျိုးလေးနောက်လည်းရောက်တဲ့ခါကျတော့တတရရက်တွေကိုဖုန်းဆက်ပြီးတော့ပြောလို့ပါဘာလို့တက်ပုံလေးပြရတယ်လုံးဝအစင်းစင်းစင်းနေအောင်ပြခဲ့ခါကျတော့မှတတရရက်တွေကလည်းဒါမိဖို့ကောင်းဖြစ်တယ်ဆိုတော့သူ confirm လုပ်လိုက်တယ် confirm လုပ်ပြီးတော့ဆိုင်ကိုတောက်ရမယ်စေးလိန်စေးတွေပါပြန်ထပ်ပြီးပြန်ပြောတယ်ဘာလို့တက်ပြလိုက်တယ်အခုတော့စေးတွေလည်းလိန်ထားတယ်အဲပြောတော့ပြမှာပါမမတော့ဒီလိုမျိုးစိတ်ထဲမှာတော့ဟိုတော့မရှိဘူးဘာလို့တမန်ညနာဖြစ်တဲ့အတွက်ကြောင့်လည်းအရင်ကယူဆိုင်နေရတယ်ဒါတော့အပြင်မှာမဟုတ်လို့ဒီကင်မရာထဲမှာမဟုတ်လို့ပေါ့နော်ဆိုင်တွေမြင်ရဆိုကြည့်လိုက်မြင်ရော ။အဲ့လိုပါလို့ဒီဗီဒီယိုကိုရိုက်ပြလဲဆိုတော့ဆိုင်းလူကိုယ်တိုင်အပေါင်းပဲပေါ့နော်။တော်တော်များများကမိဖို့ကောင်ကိုခဏခဏမှာကြိုက်တာလို့တွေ့ဘူးလေ။ကြားလဲကြားဘူးလေ။သူတွေပြောနေတဲ့အကြောင်းလည်းအများနဲ့ကြားဘူးလေ။ဒါပေမဲ့ကိုယ်တိုင်မကြုံဘူးတော့ကိုယ်လည်းမသိခဲ့ဘူးပေါ့နော်။ဒါပေမဲ့ကိုယ်တိုင်ကြုံဘူးတော့မျက်နှာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းသိလို့ရအောင်ပြီးတော့ဘဟုတုတာပို့ပြီးတော့ပြုဆိုင်လို့ရအောင်ပေါ့နော်။ဒီမိဖို့ကောင်ကြိုက်တယ်ဆိုရင်ကြိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့ဟို poison ပေါ့နော်။အရေးတဲ့အကုန်လုံးပြန်သွားတာပဲဖြစ်ဖြစ်အားလုံးကိုတတိထားလို့ရအောင်ဆိုင်းလူကဒီဗီဒီယိုလေးနဲ့ပြလိုက်တာပါ။အမနဲ့နိုးလာရင်ဒီထက်ဟုတ်ကောင်းပါမယ်လို့ထင်တာပေါ့နော် hopefully yes ကတော့ day 2ရဲ့အတိတ်ပါ နေ့ညတော့ငါချက်ပို့ပြီးတော့တက်တာလေလို့ထင်တာပါတော့ဒါပေမဲ့အခုပို့ပြီးတော့နောက်ဆုံးအချိန်လို့ထင်တာပါတော့နောက်နေ့လည်းဒီတက်ပို့တက်လာမှာပါအခုတော့ဒီဟိုပါအရေးကြီးလေပို့ပြီးတော့ဒီပဲဒီနာရီလေးမှာပေါ့တခုပဲအဲ့ညနာညနာထက်ပေါ့နော်အေးရထားတဲ့အချိန်လေးညလုံးမဖွင့်လို့မရတော့မျက်ရည်တွေကတော့ချက်စီကြနေတာအဲ့မျက်ရည်တွေကအနာပေါ်မှာစီကြနေတော့ပို့ပြီးတော့ဆက်တယ်အဲ့ဒါလေးတခုပေါ့နော်အဲ့ဒါနဲ့ခုလိုမျိုးအလားပါအရင်ကြိုက်တဲ့သူမှမဒီလိုမျိုးလေးပြန်ဖြစ်တယ်ဆိုတော့လေအရင်လည်းတကယ်ယူဆရမယ်ဒီတိချာချာလေးလည်းယူဆရမယ်ပေါ့နော်ညလုံးဖွင့်လို့မရဘူး 你不讲了，龙华的地他家吧，这里些都是不能让狗塞，是那只三个路路基上嘛，那地哪里啊？不能，地边真他妈 infection 太多了，这里也是是那只，都让我们推过去。他说你啊，狗奶一千尼吧。มีผู้ของไก่แข็งยาบิต้องย้ำยาวชินในเรือและมีมันในฤดูสัจจิลายาวเช่น ရုပ်တော်ပြောင်းသွားတယ်နော်မျက်နှာ feature တော့မလေးဆိုင်လို့တော့မရုပ်လဲဆိုတော့အခုပြန်မိပါတယ်ဒီအောင်နေလိုက်မြင်နေရောလေကိုယ့်ရဲ့ရုပ်ကဘယ်လိုမျိုးရုပ်လဲဆိုတော့မေ့တယ်ပြီးတော့လေအမှောင်ပဲတောက်ချောက်ကြည့်မိတယ်ခဏနေကြရင်စေးလေးလိမ့်ပြမယ်နော်ဒါဘယ်လိုမျိုး clean thing လုပ်လဲပြီးရင်စေးကိုဘယ်လိုလိမ့်လဲဆိုတော့ဒါက3ရက်မြောက်တဲ့နေ့ update ပါဒီနေ့ရောရောင်းနေတော့စတော့စချောက်တာဒီပေါ်တော့ဒါပေမဲ့ဒီနေ့ကတော့အချိန်လေးစိုးနေတယ်လို့ပေါ့နော်။မျက်စိကဖွင့်လို့မရဘူး။ဖွင့်လိုက်တော့မျက်ရည်တက်ချောက်ကြတယ်။ဒီဘက်လည်းမျက်ရည်ကြတယ်။ဒီဘက်ကတော့ပိုဆိုးတာပေါ့နော်။မျက်စိအရင်ဒီနေ့မှတင်းပြီးကြောင်နေရတာ။ ပြောမှတရားအဆိုင်ကြီးပဲမျက်လုံးမှာနေဒီအထက်ထဲကဟာတော့မှဒီဟိုမျက်လုံးမှာဖောင်းသွားတယ်လို့မျိုးဖြစ်နေ 那种感觉啥里面。ဒီကနေ့မိဖို့ကတော့တော်တော်ခပ်ပြီးသွားတာပဲကျွန်တော်ခဏကောင်မဖြစ်နေမှလေးတော့ဒီ စိတ်ကလေးဖြစ်မှာမဟုတ်ခွာလေးမျက်နှာနဲ့မျက်လုံးအထက်ကမျက်လုံးခုမျက်လုံးအောင်ပြန်သားမပြရသေးဘူးခွာဒီမျက်နှာ skin ဟာကိုပဲဆီအောင်ပြရသေးတယ် က်နေ၄နာရီခွဲ update ဖြစ်ပါတယ်ပြီးတော့စမ်းတို့ခဏပြောနေတယ်လေမျက်လုံးထိသွားတယ်ဆိုပြီးတော့လေမျက်လုံးထိသွားတာတော့ဟုတ်လောက်တယ်ထိသွားရင်မဟုတ်တော့မှလေသူ့ရဲ့အငွေ့ပေါ့နော်အခိုးရိုက်သွားတာဖြစ်ပုံရတယ်ဒီမှာတချို့လက်စမ်းတို့ဒီမျက်စံအပင်းနာအဖြူနေရာမှာလေကိုကလည်းမျက်ရည်လိုပဲထင်နေရပေါ့နော်မျက်ရည်လေးကျနေတယ်ဆိုတော့မျက်ရည်မဟုတ်ဘူးသူကချက်ဒီလိုမျိုးဖြစ်သွားတာအဲ့ဒါလည်းကိုနောက်ကျွန်တော်မျက်လုံးပတ်ရမယ်ပေါ့နော်အားစီပြောင်းပါဒီဗီဒီယိုလေးကတော့ကိုကိုတိုင်းတောင်တတိမထားမိလိုက်တဲ့အချိန်လေးမှာဖြစ်သွားတာပေါ့နော်။ပိုးကောင်ကသေးတယ်ဆိုပေမဲ့ NDA တော်များတယ်ရှင်။ ဒါကြောင့်မို့လို့ကလေးရှိတဲ့မိဘတိုင်းပို့ပြီးတော့တတိထားတဲ့နေရှင်မိဘကောင်ကအကောင့်သေးပြင်မယ်အစိတ်အရန်ပြင်းလို့နော်လူကြီးတောင်မှမခံနိုင်တာကလေးတွေဒါဆိုရင်မလွယ်ဘူးနော်ဒါကြောင့်မို့လို့တတိထားကြပါရှင့်ညီမရဲ့ဗီဒီယိုလေးရတာဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးမှပြန်နေဆုံပေးကြမယ်ရှင်